မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့စက်တင်ဘာလ30ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစီတွေကတော့ ဒေါ်လာရင်းဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကျော်လွှားနိုင်မှုနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးအတူပူးပေါင်းဖို့ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ KNPP တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင် NLD စကိုင်းဖက်ဒရယ်ယူနစ်စကိုင်းတိုင်းအလုံးမှုဆောင်အဖွဲ့နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်အကြံဖတ်စေအုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုနဲ့ဖန်ဆီးခံရသူ12ဦးထိရှိနေတဲ့တဲ့တင် စလင်းမြို့နယ်အခြေစိုက်အကျန်းဖတ်စစ်တပ်ရဲ့အတ္တမစစ်မှုထမ်းစုဆောင်ခံရသူတပ်သားတအူလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတဲ့တဲ့တောင်ရခိုင်ရွာမှာတပ်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကိုတွားရောက်တိုက်ခိုက်ရာအကျန်းဖတ်စစ်သား2ဦးသေဆုံးခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဖုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ် တော်လှန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးအတူပူးပေါင်းဖို့ယာယီသမရဒူဝါလရှိလာနဲ့ KNPP တို့တွဲဆုံဆွေးနွေးခဲ့တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ ဒေါ်လာရင်းဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးမှာအတူပူးပေါင်းလှုပ်ဆောင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမ္မတဒူဝါလရှိလာနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရေတို့ဟာမနေ့ကစက်တင်ဘာလ29ရက်နေ့မှာတွေ့ဆုံခဲ့ပြီးပဂရီနိုင်ငံရေးစီရေးအခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအခြေအနေတွေကြုံတွေ့နေရတဲ့တော်လှန်ရေးဆိုင်ရာစင်ခေါ်မှုများကိုအတူရင်ဆိုင်ကြော်လွားနိုင်ဖို့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်တိုင်းပြည်အနှံ့အကြမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်မခွဲခြားပဲဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာကြောင့်ကုသနေရသူတွေနဲ့အသက်အိုးအိမ်စီးစိမ်တွေဆွန့်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာကူညီဆိုင်ရာများကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ NLD စကိုင်းဖက်ဒရယ်ယူနစ်စကိုင်းတိုင်းအလုံးမှုဆောင်အဖွဲ့နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စကိုင်းဖက်ဒရယ်ယူနစ်စကိုင်းတိုင်းအလုံးမှုဆောင်အဖွဲ့နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှတာဝန်ရှိသူတို့ဟာစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီအချိန်မှာဇွန်ပလက်ဖောင်းမှာတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ အစည်းအဝေးကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့ယူနစ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စကိုင်းဖက်ဒရယ်ယူနစ်စကိုင်းတိုင်းအလုံးမှုဆောင်အဖွဲ့ဝင်တွေစကိုင်းဖက်ဒရယ်ယူနစ်မှဘိုးကောမဒီဝင်တွေတက်ရောက်ခဲ့ကြပါတယ်။အရင်နောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်မှစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ပေါ်ပေါရေးဆိုင်ရာကိစ္စရပ်တွေကိုရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာတဲ့တာဝန်ရှိသူတွေကလည်းရှေ့လုပ်ငန်းစဉ်ဆိုင်ရာအမြင်သဘောထားများကိုအပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။ ဂျမ်ဖတ်စေဦးစုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုနဲ့ဖန်ဆီးခံရသူ၁၂ဦးထိရှိလာတဲ့တဲ့တင်ကိုထပ်မံတင်ဆက်ပေးပါမယ်။အဂျမ်ဖတ်စေဦးစုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုနဲ့မတရားဖန်ဆီးခံရသူ၁၂ဦးထိရှိနေပြီလို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအတင် APP ရဲ့စီးရင်တွေအရာသိရပါဗျာ။ APP ရဲ့အတည်ပြုနိုင်တဲ့တဲ့င်အချက်လက်တွေအရအဂျမ်ဖတ်စေဦးစုကရွေးကောက်ပွဲဥပဒေနဲ့ဖန်ဆီးထားသူ၁၂ဦးရှိပြီးတော့အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့16နှစ်အောက်ကလေးတွေလည်းပါဝင်တယ်လို့ထုတ်ပြန်ထားပါဗျာ။အကြံဖတ်ဆေးဥစုကပြည်သူတွေတရားဝင်ရွေးကောက်တင်မြောက်ထားတဲ့2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီးမတရားအာဏာလုယူခဲ့တာပါ။အဲဒီနောက်၄နှစ်ကျော်အကြာမှမတရားတဲ့အတူရောင်ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီးထုတ်ပြန်ခဲ့ပါဗျာ။ဒါအပြင်အကြံဖတ်ဆေးဥစုကသူတို့ပြုလုပ်မဲ့မတရားတဲ့အတုရောင်ရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဆိုတာကိုဇွန်လ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါဗျာ။ ဒီရွေးကောက်ပွဲကအတူရောင်ပဲလေသူတို့တက်ဆိုးရှိဖို့လုပ်တဲ့ဟာပဲပြည်သူတွေကလည်းတဖြည်းဖြည်းကြက်တဲလာခြင်းဒင်းတို့ကသူတို့ဘက်မလဲနိုင်တော့ဘူးဆိုပြီးရွေးကောက်ပွဲထလုပ်တာဒါကိုလက်မခံဖို့လှုံ့ဆော်မှုတွေကတောက်လျှောက်ရှိနေမှာပဲလို့ရန်ကုန်မြို့ကန်တူဦးကပြောပါရယ်လွယ်ကော်မြို့မှာအကြံဖတ်စေအုပ်စုကရောင်နေတချင်းတီဆူနေတဲ့လူငယ်တွေကိုစက်တင်ဘာလ22ရက်နေ့ကမတရားဖမ်းဆီးခဲ့ပြီးတော့ရွေးကောက်ပွဲနှောက်ရက်တဲ့ဥပဒေနဲ့တရားစွဲထားပါရယ် အဲ့ဒီလိုမတရားဖန်ဆီးခံရသူတွေကအသက်16နှစ်အရွယ်2ဦးအသက်18နှစ်အရွယ်2ဦးအသက်16နှစ်အရွယ်2ဦးနဲ့အသက်14နှစ်အရွယ်2ဦးတို့ဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။ဒါအပြင်စက်တင်ဘာလ18ရက်နေ့ကလည်းရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာအသက်24နှစ်အရွယ်ကိုအောင်ရဲထွန်းနဲ့အသက်23နှစ်အရွယ်ကိုရန်နိုင်ကြည်ဝင်းတို့ကိုလည်းအဲ့ဒီဥပဒေနဲ့ပဲမတရားဖန်ဆီးခဲ့ပါရတယ်။ APB ကတော့အကြံဖတ်ဆေးဥစုကအတူယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေစဉ်မှာပဲအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမဆိုးရွားစွာလှုပ်ဆောင်နေတာကိုစောင့်ကြည့်မှုတွေအရာတွေ့ရတယ်လို့အသိပေးထားပါဗျ။ဆလင်းမြို့နယ်အခြေစိုက်အကြံဖက်စစ်တပ်ရဲ့အဓမ္မစစ်မှုတန်းစုဆောင်ခံရသူတပ်သားတအူးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမြို့နယ်အခြေစိုက်အကြံဖက်စစ်တပ်ခလာရ254ကအဓမ္မစစ်မှုတန်းစုဆောင်ခံရသူတပ်သားတအူး လက်နက်နဲ့အတူအလင်းဝင်ခဲ့တယ်လို့မင်းမှုခရိုင်အမှတ်ငါတရင်ကဒီကနေ့မှထုတ်ပြန်ပါဗျ။စင်မြူကျွန်းမြို့နွေတာမဲတရာဂိတ်မှာတောင်းဝင်ကြနေစဉ်တပ်သားထက်မြက်ထုံးဟာ MA2 တလက်ကြီပေါက်၃ခုဘောက်ဝိုင်းတစ်ခုလက်ပြပုံတလုံး 5.56G 145ဒေါင်းတို့ကိုယူဆောင်ကစက်တင်ဘာလ20ရက်နေ့မှာအလင်းဝင်ခဲ့တာပါ။အလင်းဝင်လာတဲ့စစ်မှုထမ်းအပတ်စဉ်တက်သားထက်မြက်ထုံးကိုမင်းမှုခရိုင်အမှတ်ငါတရင်မှာ သိန်း၁၀၀ကျပ်တိတိကိုဂွန်ပြုစုငွေချင်းမြင့်ပေးအပ်ခဲ့ပြီးကာယံကရှင်ရဲ့ဆန္ဒအတိုင်းဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့အတည်ပြုထားပါဗျာအလင်းဝင်တပ်သားထက်မြတ်ထွန်းဟာရခိုင်ကတော်လန်ရေးထောက်ဖို့ရဲဘော်ဟောင်းတူဖြစ်ပြီး ထောက်ဖို့လုပ်ငန်းလုပ်နေစဉ်2023ခုနှစ်ခုနှစ်လပိုင်းကလမ်းပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာပါအကြံဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲခံရပြီးပြည်ဦးလွင်မန္တလေးကြားမန္တလေးစုဆောင်ရေးတပ်963ညမှာ 3လလောက်နေခဲ့ရပြီးတောင်ကြီးဟိုပိုးမြို့မှာ6လတင်တန်းတက်ရောက်ခဲ့ရတယ်လို့ဆိုပါရယ်။အဲဒီနောက်အကြံဖတ်စစ်တပ်ရဲ့ပကုတ်ကူတက်မတရားတက်ကိုရောက်ရှိကအဲဒီကမှတဆင့်ခလာရ25လေးတက်ရင်တို့ရောက်ရှိခဲ့ပြီးအလင်းဝင်ရန်ဆုံးဖြတ်ခဲ့တာလို့သိရပါရယ်။ယခုလိုအကြံဖတ်စစ်တပ်ရဲ့လက်အောက်မှရုံထွက်ကတော်လိုင်းရင်တက်ဖွဲ့များထံပူးပေါင်းပောင်ဝင်ခြင်းသူများကိုလည်းမင်းမှုခရိုင်ရှိတော်လိုင်းရင်တက်ဖွဲ့များမှဝမ်းမြောက်ဝမ်းသာစွာကြိုဆိုနေတယ်လို့ဖိတ်ခေါ်ထားပါရယ်။ တောင်ရခိုင်ရွာမှာတက်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကိုတွားရောက်တက်ခတ်ရာအကျန်းဖတ်စစ်သား၂ဦးတိဆုံခဲ့တဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းပူလောမြို့နယ်တောင်ရခိုင်ရွာမှာတက်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကိုတွားရောက်တက်ခတ်ရာအကျန်းဖတ်စစ်သား၂ဦးတိဆုံခဲ့တယ်လို့ကရင်အမျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာလေးအထူးတပ်ဖွဲ့ထံကထုတ်ပြန်ပါရယ်။တမိုင်းတော်စခန်းမှာစွန့်ခွာ ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်တပ်ဟာတောင်ရကန်းကျွရမှာတက်ဆွဲနေတဲ့အတွက် KNL အထူးတပ်ဖွဲ့မှစက်တင်ဘာလ26ရက်နေ့မနက်9နာရီခွဲအချိန်မှာတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်မှ2ဦးသေဆုံးပြီး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကာတော်လန်ရေးပူပေါင်းအဖွဲ့ကထိခိုက်မှုမရှိဘဲစုခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။အဆိုပါအကြမ်းဖက်စစ်တပ်ဟာတောင်ရကန်းရွာမှာစခန်းထိုင်နေစဉ်အတွင်းပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာမွေးမြူထားတဲ့တရိတ်ဆန်တွေကိုခိုးယူဖမ်းဆီးစားတောက်နေတဲ့အတွက် သတိပေးလိုတာနဲ့အမှက်ချွေပြစ်ခတ်မှု လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်လိုတာရဲ့ကြောင့်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ပူလောမြို့နယ်အတွင်းရှိအကျန်းဖတ်စစ်တပ်ခလာရ185တရင်ကတပ်ဆွဲထားတဲ့တမိုင်တောင်စခန်းကုန်းကိုဩဂုတ်လ18ရက်နေ့မှာတော်လန်ရေးပူပေါင်းတပ်ကသိမ်းပိုက်ရရှိခဲ့တာပါ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ရမပင်မြို့နယ်မှာအောင်လံလွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင် လူသက်ခွင့်မပေးနဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွှင့်မြီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီး အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မြည်တောင်းသွင်းဤသပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒီမှာပဲမျိုးနယ်မှာနောက်ပြတ်မလဲကြီးဒီတော်လန်ရေးသပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြံဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါဗါဒ်ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြတ်မလဲကြီးဒီတော်လန်ရေးသပိတ်စစ်ကြောင်းနဲ့ စာသားကိုကင်ဆယ်ပြီးအကြံဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတဲ့ကနေပဲအကြံဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့စက်တင်ဘာလ30ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ